ANA Learning ကနေကြိုဆိုလိုက်ပါတယ်ဒီ tutorial လေးမှာတော့ teachers day learners day ဒါမှမဟုတ်လို့ရှိရင်လည်းဒီလိုတာမန်ကိုယ့်အကိုတစ်ခုခုပါတာရဲ့တစ်ခုခုပါတာစကားတစ်ခုခုလေ့လာနေတဲ့သူတွေအတွက် exercise တွေလုပ်ရှင်းတဲ့အခါမှာကျွန်တော်တို့တာမန်ယူကြပေါ့နော်စာအုပ်ဒီမှာချရေးတာမျိုး document အနေနဲ့လုပ်တာမျိုး powerpoint အနေနဲ့လုပ်တာမျိုးအဲ့လိုမျိုးမဟုတ်ဘဲနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ exercise လုပ်လို့ရမယ့်ဟာလေးနဲ့ကျွန်တော်မိတ်ဆက်ပေးခြင်းပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဒီ online based game ပေါ့နော် အဲ့ဒီ game ပုံစံလေးတွေနဲ့ကျွန်တော်တို့ quiz လေးတွေဖြည့်ပြီးတော့ဒီကိုယ့်ရဲ့ landing မှာအသုံးပြုလို့ရမယ် platform လေးတစ်ခုဖြစ်ပါတယ်အဲ့ဒါလေးကတော့ကျွန်တော်တို့ kahoot လို့ခေါ်ပါတယ်ဆိုတော့ဒီ tutorial လေးမှာကျွန်တော်က kahoot အသုံးပြုနည်းကိုအသေးစိတ်ဒီ account ဖွင့်နေရနေအစားပြီးတော့ဘယ်လိုမျိုး create လုပ်ရမလဲဖြည့်မယ်ဆိုလို့ရှိရင်ရောဘယ်လိုမျိုးဝင်ဖြည့်ရမလဲဆိုတော့ဆရာဆရာမတွေအဲကျောင်းသူကျောင်းသားတွေဒါမှမဟုတ်လို့ရှိရင်လည်း online မှာအလုပ်လုပ်တဲ့သူတွေအတွက်ဒီ ice breaker အနေနဲ့သုံးချင်တာမျိုးဖြစ်ဖြစ် အအရန်ပြောဖို့ကောင်းတဲ့ platform လေးတစ်ခုဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင် effective လည်းဖြစ်တယ်ကျွန်တော် landing မှာဆိုလို့ရှိရင်လည်းဒီ gain လေးဆော်ရင်းနဲ့စာတင်ဆိုတာမျိုးလေးပုံစံလေးသွားလို့ရတယ်ဆိုတော့ account ဖောက်မယ်ဆိုလို့ရှိရင်အရင်ဆုံးဒီ kahoo ဆိုပြီးတော့ကျွန်တော်တို့ browser တစ်ခုခုမှာလိုက်ချလိုက်လို့ရတယ်ချလိုက်ပြီဆိုလို့ရှိရင်ဒီမှာသူ့ရဲ့ category ကကျွန်တော် online game ဆိုပြီးတော့ပြနေလိမ့်မယ်ဒါပေမဲ့ game တိတတ်မဟုတ်ပေါ့နော်ကျွန်တော်တို့ဒီ education fee မှာအရင် trend ဖြစ်နေတဲ့ဟာပေါ့နော်အရင်အသုံးများတယ် ဆိုတော့အများကြီးမပြောတော့ဘူးကျွန်တော် account အရင်ကျွန်တော်တို့ account တူတူဖောက်ကြည့်အောင်ဆိုတော့အပေါ်ဆုံး website လေးဝင်မယ်ကိုက account ရှိပြီသားဆိုရင်ဒီညာဘက်က login နဲ့ဝင်လို့ရတယ်အဲ့လိုမှမဟုတ်အခုမှ account ဖောက်မယ်ဆိုလို့ရှိရင် sign up လောက်မယ်ပေါ့နော်ကျွန်တော်တို့ free လောက်လို့ရတယ်ဒီမှာ free ရှိတယ်ပြီးလို့ရှိရင်ကိုကပို့ပြီးတော့အများကြီးလောက်ရှင်တယ်စုံနေအောင်လောက်ရှင်တယ် AI နေပါသုံးရှင်တယ်ဆိုလို့ရှိရင်တော့ဘယ်လို account ဝင်လို့ရတယ်ဆိုတော့ကျွန်တော်ကအဲ account အသစ်ဖောက်မှာဆိုတော့ဒီ sign up free နိုင်နိုင်မယ်ဒီမှာကိုယ့်ရဲ့အမျိုးအစားရွေးလို့ရတယ် professional လုပ်ငန်းအတွက်လားအဲကိုယ်က teacher တယောက်လား student တယောက်လား family and friends ဒီမိသားစုတငယ်ချင်းတွေကြားမှာသုံးပါလားဆိုတာမျိုးရွေးလို့ရတယ်ဆိုတော့ကျွန်တော်ကဒီ video မှာ teacher တွေအတွက်လုပ်ပေးတာဖြစ်တဲ့အတွက် teacher ဆိုတဲ့ account မျိုးစာရွေးလိုက်မယ်ပေါ့နော်ကျွန်တော်ရဲ့ account type က teacher ဆိုပြီးတော့ရွေးလိုက်မယ်ပြီးလို့ရှိရင်ကိုက teacher ဖြစ်တယ်ဆိုလို့ရှိရင်ဘယ်လိုမျိုး level မှာ အလုပ်လုပ်နေလဲပေါ့နော် school လာဒါမှမဟုတ် higher education အတွက်လာပေါ့နော် school administration လာဆိုတာမျိုးတွေရှိမယ်ဆိုတော့အစီအပြာတခုရွေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ account ထည့်မယ်ပေါ့နော်ကိုသုံးမဲ့ account ပေါ့နော်ဒီမှာဆိုလို့ရှိရင်အဲကျွန်တော်ရဲ့ email account လေးရှိတယ်ကျွန်တော်ဒီကလေးယူလိုက်မယ်အီးမေးလ်အကောင့်လေးထည့်မယ် ပြီးရင် password ထားမယ်ပေါ့နော် password လေးထားမယ်ပြီးလို့ရှိရင်အဲဒီဟာလေး verification လေးလုပ်မယ်အမှန်ကြီးလေးပေးလိုက်မယ်ခဏလေးဆောင်ပေးလိုက်မယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ account လေးရသွားပြီပေါ့နော်ကျွန်တော်အခုအကောင့်လေးစာဖောက်လိုက်ပြီဆိုလို့ရှိရင်မြင်ရမယ့်ပုံစံလေးကဒီတိုင်းလေးဖြစ်သွားမယ် ဆိုတော့ဒီမှာဆိုလို့ရှိရင်အဲကြော်ညာတွေဘာတွေရှိလိမ့်မယ်ခဏပြေးလိုက်မယ်ဆိုတော့ဒီထဲရောက်သွားပြီဆိုတော့ရင်ကျွန်တော်တို့စပြီးတော့သုံးလို့ရပြီအဲဒါကတော့ဒီကိုယ့်ရဲ့ account profile ပုံရှိမယ်ဆိုတော့အဲဒီဘက်မှာအများကြီးရှိတဲ့ live repost တော့ကျွန်တော်တို့ဒီဘာမှ create လုပ်မထားသေးတဲ့အတွက်ဒီနေရာတွေဝင်ကြည့်လို့မရဘူးအဓိကကျွန်တော်တို့ခုနကကျွန်တော်ပြောခဲ့တဲ့ quiz လုပ်မယ် exercise လုပ်မယ်ဆိုလို့ရှိရင် ဘယ်မှာသွားလုပ်မလဲဆိုရင်ဒီညာဘက်က profile ဘေးနားက create ဆိုတာလေးကနေလုပ်လို့ရတယ်ကျွန်တော်တို့ကဒီမှာ kahoot game လုပ်မယ်ဆိုလို့ရှိရင်အပေါ်ဆုံးဟာရေးလို့ရတယ်ဒါမှမဟုတ်အခြားဒီ story တွေ course တွေဒီကတော့နည်းနည်းဟို advanced bit တွေဟာပေါ့နော်ဆိုတော့ now tutorial မှာလုပ်ပေးမယ်လောလောဆယ်ကကျွန်တော်တို့ဒီအခြေခံ kahoot အသုံးပြုနည်းလေးတွားမှာဖြစ်တဲ့အတွက်အပေါ်ဆုံးဟာလေးပေါ့နော်ဆိုတော့ဒီဟာလေးနဲ့နေကျွန်တော်တို့ quiz တွေ question type အမင်းမင်းနဲ့ quiz တွေအများကြီးလုပ်လို့ရတယ်ဆိုတော့အဲ ကိုမှစပြီးတော့ခုမှ create လုပ်မှာဆိုလို့ရှိရင်ခုန profile ပေးရ create ကိုနှိပ်မယ်နှိပ်လိုက်ပြီဆိုရင်ဒီနေရာရောက်လာလိမ့်မယ်ဆိုတော့ဒီနေရာရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ PDF ပေါ့နော်ကိုမှ lesson တွေပြင်ထားတယ် exercise တွေပြင်ထားတယ်ဥပမာအင်္ဂလိပ်စာသင်မယ်ဆိုလို့ရှိရင် grammar exercise ရှိတယ်ပေါ့နော် PDF file နဲ့ရှိရဆိုလို့ရှိရင်ဒီမှာလာထည့်လိုက်တာ ਨੇ သူကဒီ auto မေးခွန်းလေးတွေအဖြေလေးတွေသူက generate လုပ်ပေးလိမ့်မယ်အဲဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ကောင်းစဉ်အကြောင်းအရာတစ်ခုခုရွေးလိုက်ပေါ့နော်ကိုက ကားတွေနဲ့ပတ်သက်ပြီးတော့မေးခွန်းတွေမေးမယ် exercise တွေလုပ်မယ်ဆိုလို့ရှိရင်ဥမာဒီမှာကားဆိုပြီးတော့ရိုက်ချလိုက်လို့ရတယ်ဗောနော AI generator မှာဒီ topic မှာကားလို့ရေးပြီးတော့ဒီမှာ generate လုပ်လိုက်ရင်ဒီဟာနဲ့သက်ဆိုင်တဲ့မေးခွန်းတွေကျလာနိုင်မယ်ဆိုတော့ဒီ AI feature တွေကကျွန်တော် free ရမှာနေဦးဆိုတော့အာဒီလောလောဆယ်ကျွန်တော်တို့သုံးလို့ရတာက create နိုင်မယ် free version အနေနဲ့ဆိုရင်ကိုယ့်အကူ အဲကိုလှုပ်ရှင်တဲ့ပုံစံတိုင်းသွားထည့်လို့ရတယ်ပေါ့နော်ဥပမာကျွန်တော်ဒီဟာလေးနှိပ်လိုက်မယ် blank ယူလိုက်မယ်ဒါဆိုလို့ရှိရင်ဒီနေရာကမေးခွန်းစလုပ်တဲ့နေရာပေါ့ဒီမှာ start typing your question ဆိုတော့ရှိတယ်ကိုမေးခြင်းနဲ့မေးခွန်းအာမေးလို့ရတယ် so question type ကဒီမှာကျွန်တော် quiz me မှာလာဒါမို့ရင် quiz ဆိုတော့ဒီလေးခုတည်းအရွေးပြီးတော့ရွေးဖြေတဲ့ဟာပေါ့နော်ဒါမို့ true or false me မှာလာရေးဖြေရတဲ့ဟာမျိုးလား question type တွေအများကြီးရွေးလို့ရတယ် ဆိုတော့ကျွန်တော်မိကုံးတစ်ခုစာရေးကြည့်လိုက်မယ်ဥပမာကျွန်တော်ကအမ် a spider has four legs လို့ရေးလိုက်မယ်ဒါဆိုလို့ရှိရင်အပင်တူပင်ကူတကောင်မှာခြေလေးချောင်းရှိတယ် two of force မရှိနေဆိုရင်ဒီတိုက်မှာကိုက two force လာရေးလိုက်မယ်ရွေးလိုက်လို့ရတယ်ဒီမှာလဲပုံလေးတွေထည့်လို့ရတယ်ဘာလို့ဆိုတော့ spider မှာ four leg ရှိတယ်ဆိုတော့ကျွန်တော်မှားတယ်ဆိုလို့ရှိရင်အဲမှားတဲ့ဟာကိုတခါရဲဟိုလှုပ်ထားမှာပေါ့နော်မှန်တယ်ဆိုလို့ရှိရင် two မှားတယ်ဆိုရင် force ပေါ့နော်အဲဒါဆိုလို့ရှိရင် two လို့တွားရေးပြီဆိုလို့ရှိရင်ဖြေတဲ့သူကအမှန်မရဘူးပေါ့နော်ကျွန်တော်ဒီမှာပုံလေးတွေထည့်လို့ရတယ်။ကွာ spider အကြောင်းမင်းနေရာဖြစ်တဲ့အတွက်ဒီမှာမိတခါတဲ့ spider ဆိုပြီးတော့ဇာထည့်လိုက်လို့ရတယ်ပေါ့နော်။ခဏလေးစောင့်လိုက်မယ်။ spider မှာ four legs ရှိမရှိပေါ့နော်။ဥပမာကျွန်တော် အာဒီဒီပုံလေးပဲယူလိုက်မယ်နည်းကလေးပုံလေးပဲဆိုတော့ဒီမှာ save လုပ်လို့ရတယ်ဒါမှမဟုတ် preview ကြည့်လို့ရတယ် preview ကြည့်တယ်ဆိုတော့ကိုမေးထားတဲ့မိကုံးကဒီဖြည့်ရဲ့သူတွေအတွက်ဘယ်လိုပေါ်နေမလဲဆိုတော့ရှင်ဒီမှာ true လား false လားယူလို့ရတယ်ပေါ့နော် preview ကနေ track မယ်ဆိုလို့ရှင်ကျွန်တော်တို့ exit preview ဆိုပြီးထွက်လိုက်မယ်ပြီးလို့ရှင်နောက်မိကုံးထပ်ထည့်မယ်ဒီမှာကျွန်တော်တို့ time limit ရှိရယ်ပေါ့နော်ဒီမိကုံးကို quiz ကိုဝင်ဖြည့်မယ်သူတွေကို ဖီမန်တူရီ3ယောက်4ယောက်အဖွဲအများကြီးရှိလိမ့်မယ်ပေါ့နော်ဆိုတော့တယောက်ကိုမိကုန်းတစ်ခုကိုဖြည့်ဖို့အချိန်ဘယ်လောက်ပေးမလဲ20 second လားဒါမှမဟုတ်ဒီမှာ4 minutes တိပေးလို့ရတဲ့ဟာမျိုးရှိတယ်ကျွန်တော်တို့မိကုန်းအခြေကြီးဆိုလို့ရှိရင်တော့အဲ့လောက်တိပေးလို့ရတယ်ပေါ့နော်ကိုကအခြားစားတွေအများကြီးလုပ်တဲ့ဟာမျိုးဆိုရင်အဲ့လိုပေးလို့ရတယ်ပေါ့ပေါ့ပါပါဆိုရင်20 second 30 second တိုက်တလောက်ချလို့ရတယ်ပေါ့နော် နောက်က point ဆိုလို့ရှိရင်လည်းရိုးရိုးပေါ့နော်ဒီဟာပြေးလိုက်တာနဲ့အမှတ်လေးတန်းတူအခြားမိကုန်းနဲ့အတူရမလားဒါမှမဟုတ် double point ဆိုလို့ရှိရင်ဒီမိကုန်းကတော့ပိုခတ်တဲ့ဟာမို့လို့အမှတ်ဖို့ပေးတဲ့ဟာမျိုးလားပေါ့နော်ရွေးလို့ရတယ်ဆိုတော့နောက်မိကုန်းတစ်ခုထပ်ထည့်မယ်ဆိုရင် add question ဆိုတာလေးနှိပ်မယ် question အမျိုးအစားရွေးမယ်ပေါ့နော်ခုနကကျွန်တော်တို့ quick ဆိုလို့ရှိရင်တော့ဒီလေးမျိုးတွေကနေပြီးတော့တစ်မျိုးရွေးပြေးဟာပေါ့နော်ဥပမာကျွန်တော်ဘယ်အကောင်ကမြင်မြန်အပြေးနိုင်ဆုံးလဲဆိုရင် which animal can run the fastest. ပဲတကောင်ကဒါဆိုရင်အပြည့်အမြန်ဆုံးလေပုံမှန်အဲ rapid လာဒါပါတော့အဲ rapid ဒီမှာဆိုရင် tartel account name လေးတွေလိုက်ထည့်လို့ရတယ်အဲ we can say frog and pick ဒါဒီတလေးဆန်နေထဲမှာဘယ်ကောင်ကအမြန်ဆုံးပြေးနိုင်လဲဘာဒီမှာလဲအဲတလေးဆန်ပုံလေးတွေထည့်လိုက်လို့ရတယ်ပေါ့နော်ဒီပုံလေးထည့်လိုက်မယ်အဲကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ပေါ့နော်ကိုအကောင့်က free ဆိုလို့ရှိရင်တော့ပုံမှာ limit ရှိတယ်အများကြီးထည့်လို့မရဘူးဆိုတော့ကိုကအကယ်၍ ကိုမှရှိပြီးသားပုံဒေါင်းလုဒ်ဆွဲပြီးသုံးမယ်ဆိုရင်တော့ဒီ upload media တွေတွားလို့ရတယ်ဆိုတော့ကျွန်တော်ဒီမှာပုံချန်ထားခဲ့လိုက်မယ်ပြီးရင်ဘယ်အဖြေအမှန်လဲပေါ့နော်တခါရဲရွေးမယ်ဥပမာ rabbit ကအမြန်ဆုံးဆိုရင် rabbit ကိုရွေးထားမယ်ဒါဆိုလို့ရှိရင်ဒီဟာဒီအဖြေကြံတဲ့ဟာတွေဖြစ်ရင်အမှန်မရဘူးနော် frog တို့ pig တို့ဖြစ်ရင်အမှန်ရလိမ့်မှာမဟုတ်ဘူးဆိုတော့ကျွန်တော် save လုပ်လို့ရတယ်ဒါမှမဟုတ်နောက်ထပ်မိကွန်းတစ်ခုထပ်ထည့်လို့လည်းရသေးတယ်ပေါ့နော်အာဆိုတော့လောလောဆယ်ကျွန်တော်ဒီနှစ်ခုကိုပဲ save ပြလိုက်မှာပေါ့နော် တစ်ခုနဲ့မဲခွန်းစိတ်မယ်ဆိုလို့ရှိရင်ဒီမှာသူကကျွန်တော်တို့ဟိုဒီ exercise တွေ quiz တွေအများကြီးလုပ်တဲ့အခါမှာနာမည်လေးတွေရှိရမှာပေါ့နော်ကိုကဘယ် quiz ကိုဖြေခိုင်းပါလဲပေါ့ဆိုတော့နာမည်ပေးထားလို့ရတယ်ဥပမာဒီဟာဆိုလို့ရှိရင်အဲ animal ကျွန်တော်ကဒီလိုလေးပေးထားလိုက်မှာပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့မှာ quiz တစ်ခုရှိသွားပြီ dang နှိပ်လိုက်မယ် ဆိုတော့အဲ့ဒီ quiz ကဘယ်ရောက်သွားတယ်လဲဆိုတော့ general ရဲ့ library ထဲမှာရှိနေမယ်။ဒါဆိုရင်ဒီမှာ anime quiz တို့ပြောရှိရဲ့ဆိုတော့ဒီဟာကိုစဖြည့်မယ်ဆိုလို့ရှိရင်စဖြည့်ခိုင်းတော့မယ်ကိုကစတဲ့နေနဲ့ဒီတကုဖြည့်ခိုင်းမယ်ဒါမှမဟုတ်ရှင်ဒီ meeting လုပ်ရင်းနဲ့အပြင်းပြင်းဂိမ်းဆိုတာမျိုးပေါ့နော် ice breaker အနေနဲ့ဆိုတာမျိုးဆိုရင်တန်းဖြည့်မယ်ဆိုရင်ဒီ host live ဆိုပြီးလုပ်လို့ရတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒီဒီ game ကို activate လုပ်လိုက်ပြီနော် addict လုပ်လိုက်ပြီဒါဆိုလို့ရှိရင် sub start လုပ်မယ်ဆိုလို့ရှင်သူက code တစ်ခု generate လုပ်ပေးလိုက်မယ် code တစ်ခုထုတ်ပေးလိုက်မယ်ဆိုတော့အဲ့ဒီ code ကိုကြည့်ပြီးတော့လူတွေကလာဝင်လို့ရတယ်ပေါ့နော်ဆိုတော့အဲကျွန်တော်အခြား website တစ်ခုကိုတွားလိုက်မယ်အတန်လေးခဏပိတ်ထားလိုက်မယ်နော်အတန်လေးတွန်းလိုက်မယ်ဆိုတော့အဲ့လိုမျိုးပေါ့နော် music လေးနဲ့ဗာလေးနဲ့ဆိုတော့ဒီမှာ fan အရင်ဖြစ်တယ်ဆိုတော့ဒီဟာကို start လုပ်ထားတဲ့ activate လုပ်ထားတဲ့ဟာကိုဘယ်လိုဝင်ဆော့မလဲဒီမှာဆို waiting for participant ပေါ့နော်လူတယောက်မှရောက်မလာသေးဘူးဆိုတော့ဆော့မယ့်သူတွေကဒီ ping ထည့်ရမယ်ဘယ်မှာသွားထည့်ရမလဲဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ kahoot it ဆိုတာရှိတယ်ဆိုတော့ကျွန်တော်ဖုန်းနဲ့ဖြစ်ဖြစ်ပေါ့နော်ဟိုအခြား device တိုက်တဲ့ device နဲ့ဝင်လို့ရတယ် kahoot it ဆိုတာလေးရိုက်ချလိုက်မယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဒီဒီမှာ game ping ဒီ game pin ကိုတော့ထည့်ရမှာဖြစ်ပါတယ်ဒီမှာဆို copy copy လုပ်မယ်ဒီအထည့်မယ်အဲ့ဒီ pin ထည့်လိုက်ပြီဆိုရင်အဲ game ထဲကိုဝင်သွားလိမ့်မယ်ဆိုတော့ pin ထည့်ပြီဆိုရင်ကျွန်တော်တို့ nickname ထည့်ရမယ်ကိုယ့်ရဲ့နာမည်လေးထည့်လိုက်မယ်ဥမာကျွန်တော်နာမည်ထည့်လိုက်မယ်ဒါဆိုလို့ရှိရင်အင်ကျွန်တော် game ထဲရောက်သွားပြီဆိုတော့အကြောင်းဒီမှာစ start လုပ်မယ်သူရှိမှသွားပို့မယ်ဆိုတော့ဒီမှာအစားလူတွေဝင်လာတယ်ဆိုလို့ရှိရင်လည်း အဲဒီမှာလာပေါ်လိမ့်မယ်ပေါ့နော်ဥပမာဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာကွန်ပျူတာနဲ့တခုဝင်ထားတယ်အဲဖုန်းနဲ့အဲစာနောက်နာမည်တခုနဲ့ထပ်ဝင်လာဆိုရင်ဒီမှာ1ယောက်2ယောက်3ယောက်ဝင်တယ်လောက်ပေါ်လာလိမ့်မယ်ပေါ့နော်ဆိုတော့ဒါမှမဟုတ်စကန်နဲ့ဝင်လို့လည်းရတယ်စကန်နဲ့ share လို့လည်းရတယ်ဆိုတော့အထဲမှာလူတွေရောက်နေပြီအဲလူတွေစုံပြီဆိုလို့ရှိရင်ဒီဘက်ကနေပြီးတော့ start နေရင်ဖြင်းမင်းသူတွေကစပ်ဖြေလို့ရသွားပြီပေါ့နော် okay 3 2 1ဆိုရင်စတော့မယ် so brahma megun က2 of 4ဖြစ်တယ် is fighter has 4 less သူရဲ့အဖြေမှန်ကမားတယ်ဒါပေမဲ့အကယ်၍2လို့တော့ဖြေမယ်ဆိုလို့ရှိရင်ကိုယ်အနေနဲ့အမှန်မရဘူးပေါ့နော်ဆိုတော့ဖြေမှာကျတော့ဒီကနေ့ဖြေမှာဆိုတော့ကျွန်တော်ဒီမှာကြည့်ကြည့်လိုက်မယ်ဥပမာ2ဆိုလို့ရှိရင်ဒီပုံလေးဆိုရင်မန်နေလို့ကျွန်တော်ယူလိုက်မယ်ဆိုလို့ရှိရင်အဖြေကမားသွားတယ်ဘာလို့လဲဆိုတော့အဲ့ဒီမေကွန်ရဲ့အဖြေက false ဖြစ်ရမယ်ပေါ့နော် โอเคအဲအဲ့လိုမျိုးဖြစ်တာပဲပြီးရင်ဒီဟာမှားသွားပြီ next question ကြည့်ကြည့်မယ်နောက်တစ်ခုကကျတော့ဘယ်တိရစ္ဆာန်ကအမြင့်ဆုံးပြီးနိုင်လဲပေါ့၄ခုထဲမှာ rabbit ရယ် frog ရယ် pig ရယ်ရှိမယ်ဆိုတော့အဲအနီလေးက rabbit ဆိုတော့အပြေးမှန်ယူလိုက်မယ်ပေါ့နော်ဒီမှာဒါဆိုလို့ရှိရင်အမတ်ရသွားပြီပေါ့နော် အဲဒီမှာတော့ကျွန်တော်တယောက်တည်းဆိုတော့ဒီတယောက်တည်းကိုပဲဒီမှာပြလိမ့်မယ်အကယ်၍လူအများကြီးရှိရဲဆိုလို့ရှိရင်အမှန်အများဆုံး၃ယောက်တည်းကနေပြီးတော့သူကပြပေးလိမ့်မယ်ဘယ်နဲ့ဘသူကအမှန်အများဆုံးရလဲအဲပထမရလဲဒီမှာတော့ကျွန်တော်တယောက်တည်းပထမရသွားတယ်ဘယ်နော်ဆိုဒီအမျိုးလေးတွေဖြည့်ရတာဖြစ်ပါတယ်ပြီးလို့ရှိရင်သူ့ရဲ့အမှတ်ပေးနည်းစနစ်ကကြတော့လူတွေအများကြီးဖြည့်တဲ့အထဲမှာမှာ အမြန်ဆုံးနဲ့အမှန်ဆုံးပေါ့နော်မြန်လဲမြန်တယ်မှန်လဲမှန်တယ်ဆိုတဲ့သူတွေက point ပုံများတယ်ဆိုတော့အဲ့လိုမျိုးအမှတ်ပေးစီမင်းရှိတယ်ဆိုတော့ခုမှဒီမှာ library ထဲမှာကျွန်တော်တို့လုပ်ထားတဲ့ quiz တွေဒီမှာရှားလုပ်ထားတဲ့ဟာတွေအများကြီးရှိလာနိုင်တယ်ပြီးလို့ရှိရင် library ထဲမှာလုပ်ထားတဲ့ရဲ့အဖြေတွေရဲ့ report ကိုတွက်ကြည့်လို့ရတယ်ဒီ report မှာဆိုလို့ချင်းဆရာဆရာမတွေအနေနဲ့ဘာတွေ access လုပ်လို့ရမလဲဆိုရင်ဒီမှာလူဘယ်နှယောက်အကြောင်းသားဘယ်နှယောက်ဝင် ဖြည့်ထားလဲကြည့်လို့ရတယ် အဲ question ဘယ်နှခုရှိလဲဒီဖြေထားရဲဆိုတဲ့နေရာမှာလဲဒီចောင်းသားရဲ့အဖြေမှန်နဲ့ရခိုင်နှုန်းဘယ်လောက်ရှိလဲပြပေးလိမ့်မယ်เนาะဒါတော့တယောက်တည်းမဟုတ်လို့တကူတည်းပြထားတယ်သူရဲ့ final score တွေရှိမယ် question ဆိုလို့ရှိရင်လဲဒီဘယ်ဘယ်အပိုင်းနေမှာတော့အားနည်းနေတယ်ဘယ်အပိုင်းနေမှာတော့အဆင်ပြေနေပြီအားသာနေပြီဆိုတာမျိုးတွေ analyze စမ်းစစ်လို့ရတယ်ဒီဟာလေးတွေကလဲဒီ platform တစ်ခုရဲ့ဒါ education ရဲ့ point ကနေကြည့်မှဆိုလို့ရှိရင်အားသာတဲ့အချက်လေးတွေဖြစ်တယ်ပေါ့เนาะအချိန်ကုန်လဲတက်တာတယ်ပေါ့เนาะဒီ ိုမေးထားတဲ့မိကုန်တွေကိုကျွန်တော်တို့စာနဲ့အမှတ်တွေရှင်းပြီးတော့ဘယ်နှမရလဲဘယ်အပိုင်းနဲ့အားနဲ့နေပြီလဲဆိုတာမျိုးပြန်ပြီးတော့စဉ်းစားကြရမလို့တော့ဘူးဒီမှာကြည့်လိုက်တာနဲ့အဓိကမိကုန်တွေကောင်းကောင်းမေးထားရဆိုလို့ရှိရင်အကုန်လုံးကျွန်တော်တို့အဖြစ် finalize လုပ်လို့ရပြီပေါ့နော်ဒါကြောင့်မလို့ဒီ platform လေးကကျတော့ education fee မှာအရင်အသုံးများတယ်ပေါ့နော်ဆရာဆရာမတွေကျောင်းသူကျောင်းသားတွေခုနလိုမျိုးအပြင်းပြေပေါ့နော် general knowledge ရအောင်ဒါမှမဟုတ်ကိုယ့်ကကို language တစ်ခုလေးလာရင်စကားလုံးတွေမမှတ်မိအောင် း quiz တွေလုပ်ပြီးတော့ဖန်တီးတာမျိုးတွေအများကြီးလုပ်လို့ရပါတယ်ဆိုတော့ဒီကကျတော့အဲဒီလောက်ဆိုလို့ရှိရင်ကျွန်တော်တို့တုံးလို့ရပြီနော်ကဟုတ်ကိုတုံးလို့ရပြီအဲ နောက်ထပ်ဘာတွေလုပ်လို့ရအောင်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီရှိပြီးသားဟို quiz ကိုပေါ့နော် host live ကကြတော့ကျွန်တော်ခုနလောက်ပြသွားတဲ့ live မှာပေါ့နော်ဒါရိုက်ဝင်စောတဲ့ဟာအဲ့လိုမဟုတ်ဘဲနဲ့အင်စာအနေနဲ့ပေါ့နော်ဘယ်ရက်အတွင်းမှာပြီးအောင်ဖြေထားဆိုရင် assign ပေးလို့ရတယ်ဥပမာ May 23ရက်မှာ7နှစ်နာရီည7နာရီပြီးဖြေဒါမှမဟုတ်နေ့လယ်7နာရီပြီးဖြေပေးမယ်မေ29လမှာဖြည့်ပေးဆိုလို့ရှိရင် ီလိုမျိုး create လုပ်ထားလိုက်လို့ရတယ်ပေါ့နော်အဲဒါဆိုလို့ရှိရင်ဒီ quiz ဒီเออကျွန်တော်တို့ DI ဖွင့်မထားလဲဒါရိုက်ဖွင့်မထားလဲပဲဒီ link เนี่ยပေါ့เนาะခုနက Kahoot ဆိုတဲ့နေရာမှာကိုယ့်ရဲ့အကြောင်းသားတွေ participate နေရာလာဖြည့်လို့ရမယ်ဒါမှမဟုတ် link ပေးထားပြီးတော့လည်းလာဖြည့်လို့ရတယ်ဆိုတော့ deadline ပြည့်သွားပြီဆိုလို့ရှိရင်တော့ဒီ deadline change ဆက်ပြီးတော့ deadline ပြည့်ချင် change လုပ်လို့ရတယ်ဒါမှမဟုတ် deadline ပြည့်သွားလို့ တိတ်လိုက်တော့မယ်လက်မခံတော့ဆိုရင် end လောက်လိုက်လို့ရတယ်ပေါ့နော်ဆိုတော့ကိုကကိုလည်းဒီမှာ send ပြီးတော့ဆော့ကြည့်လို့ရတယ်ဆိုတော့ဒီဟာလေးကကြတော့ live version လောက်လို့ရတယ်ဒါမှမဟုတ်လို့ရှင်အိမ်အိမ်စာပေးတယ်လို့မျိုး deadline နဲ့တတ်မှတ်ပြီးတော့လည်းလုပ်လို့ရမှာဖြစ်ပါတယ်ဆိုတော့ဒီဟာလေးကတော့အခြေခံကျွန်တော်တို့ tutorial လေးဖြစ်ပါတယ်ဆိုတော့ဆီယမားတွေဆီယဆီယမားတွေចောင်းသားចောင်းသူတွေပြီး learners တွေပေါ့နော်အခြားအခြားတော့ဒီဟာလေးကနေအကျိုးရှိသွားမယ်လို့မျှော်လင့်ပါတယ်ဆိုတော့နောက်ထပ် tutorial တွေမှာလည်းပြန်တွေ့ပါမယ် ားလုံးကျေးဇူးတင်ပါတယ်